အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒီကောင်းလေးပေါ့နော်ဟိုလက်ရှိကျွန်တော်တော်တော်များ customer တွေရောက်မိနေတယ်ဒီ FMP 920တွေပေါ့နော်ဒီ920စက်တေဘယ်လောက်ထိပေါ့နော်ဟိုအသုံးခံလဲပေါ့နောက်တစ်ခါ firmware အသစ်တွေပေးတယ်ပေးတဲ့ firmware အသစ်တွေမှာဘယ်လို function တွေကိုအသစ်တွေကိုထပ်ပြီးတော့ဟိုထိုက်ရတာလဲပေါ့နော်အဲ့ဒါလေးကိုဟိုဒီနေ့ပြောပြချင်တယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ကဒီမှာကစက်ကဒီစက်ဆိုလို့ချင်းတော်တော်ကြာပါပြီနော်အဲ့တော့ဘယ်လိုအဲဘယ်တော့မှစသုံးတယ်ဘယ်လောက် ဘလောက်ကြာခဲ့ပြီဆိုတာတွေကိုလည်းဒီမှာကြည့်လို့ရတဲ့စနစ်မရှိတယ်ဘောနော်အားလားလေးပဲခါးပြောပြပြီးမှာအဲ့တော့ဒီမှာကျွန်တော်တို့ကစက်တည်းရဒီမှာအာသူ့ရဲ့အိုင်းမြန်နံပါတ်ရဲ့စီရဲ့နံပါတ်ရှိတယ်ဘောနော်အဲ့တော့သူ့နံပါတ်လေးကိုကျွန်တော်တို့မှတ်ထားမယ်ပေါ့ဘောနော်မှတ်ထားပြီးတော့ဒီဆက်ကလောတဲ့ပါဝါပွင့်တယ်ဘောနော်ပေါ်ပေးထားတယ်ဒီကောင်အလုပ်လုပ်နေတယ်နော်ဆိုတော့ကျွန်တော်တို့ကဒီမှာဘလို့ကြည့်လို့ရလဲဆိုတာလေးကိုကျွန်တော်ပြပြမယ်ဘောနော်ဆိုတော့ဒီကောင်ကသူတို့ထဲတို့နေကမ်းမှာအာပေးထားတဲ့စနစ်တကူပေါ့နော်အဲ့တော့ ဒီမှာကျွန်တော်တို့ကစင်သူ့ဆက်ရဲ့အိုင်းမြင့်တဲ့ဘက်ကျွန်တော်တို့ဒီမှာရှိမယ်သူ့အိုင်းမြင့်တဲ့ဘက်အဲ့တော့လောလောဆယ်သူ့ရဲ့သူ့ဆက်တဲမှာတင်လာတဲ့ firmware ဘယ်လောက်လဲဒီမှာကျွန်တော်တခါတည်းကြည့်လို့ရပါတယ်နော် firmware ဒါသူ့ firmware နောက်ဆုံး latest firmware version 4 RV 13ကိုကျွန်တော်တင်ထားတယ် configuration ကတော့ဒါကတော့အဲကျွန်တော်သတ်မှတ်ထားတဲ့အားတစ်ခုပေါ့နော်သတ်မှတ်သူ့ configuration တောင်းကျွန်တော်ထည့်ထားတယ်သူ့ model ဒီမှာ FB920 ကျွန်တော်မြင်ရတယ်အဲ့တော့ तू ကဒီဆက်ကိုဘယ်လောက်စသုံးလဲဆိုတော့ကျွန်တော်ဒီမှာတွားကြည့်လို့ရပါတယ်နော် create create ဆိုတော့ဒါဟုတ် create လုပ်ခဲ့တာပေါ့နော်အဲ့တော့2019ခုနှစ်တလပိုင်းနဲ့တော့စတော့တယ်အဲ့တော့2019တလပိုင်းဆိုရင်ကျွန်တော်တို့ကအခု2025နှစ်ကုန်ပြီဆိုတော့ဒီဆက်9နှစ်ရှိပြီဒါပေမဲ့ဒီဆက်တည် stay running မှာအလုပ်လုပ်နေတော့ကောင်းနေတော့သူဒီပုံမှန် fashion တိုင်းအလုပ်လုပ်နေတော့နောက်ဆက် firmware တွေကိုလည်းတင်လို့ရတယ်တော့ပေါ့နော်အဲ့တော့သူ့တင်တဲ့ firmware version ဒီမှာဒီကျွန်တော်တို့ဒီ firmware version 4 IV 30ပေါ့ဆိုတော့သူ firmware version မှာ အာဘာတွေပါလာလဲပေါ့အဲ့တော့ကျွန်တော်တို့ဒီဒီမှာသွားကြည့်လို့ရပါတယ်အဲ့တော့ဒါကတော့အဲ Datonicai သူ့ရဲ့ wiki page ပေါ့နော် wiki page မှာကျွန်တော်တင်ဒါဆိုလို့ရှိရင်တခြား model တွေရှိတယ်တခြား model တွေရဲ့အာဒီမှာကျွန်တော်တို့ဘာကြည့်လို့ရလဲဆိုတော့ဟို firmware version ဘယ်လောက်လဲသူ configuration လောက်ရမယ် software တွေကဘယ်ဟာတွေလဲဒီမှာတခါ download လုပ်လို့အဲ့တော့ v920 ဆိုလို့ရှိရင်ကျွန်တော်သူ firmware version ဒီ 4iv13 အနောက်ဆုံးပဲနောက်ဆုံး version အဲ့တော့ ဒီဘက်မှာလည်းဆက်ကိုသွားကြည့်မယ်ဆိုရင်ဆက်ဒီနောက်ဆုံး firmware version ကိုတင်လို့ရပါတယ်။ဟောလွန်ခဲ့တဲ့9နှစ်ကဆက်ဖြစ်နေပြီမဲ့လည်းနောက်ဆုံး firmware ကိုတင်လို့ရ။ဟုတ်ပြီ။ firmware version တင်လိုက်တဲ့အခါမှာဘာတွေကြောင့်တင်ရမလဲ။ဆိုတော့ဒီမှာလေကျွန်တော်တို့ဒီအဲ့တော့ additionally အရာဒီမှာဘာတွေသိရမလဲဆိုတာကိုဒီမှာသွားကြည့်လို့ရသေးတယ်။အဲ့တော့ဒီကောင်ဆိုလို့ချက်လို့ရှိရင်သူကဒီမှာနောက်ဆုံး firmware version ကတော့သူကဒီမှာ 4IV14 ဒါပေမဲ့ 4IV14 ဒီ FMC920 FMC880 FMC800 တွေလည်းသူက recommendation လုပ်ပေးထားတယ်။အဲ့တော့ B920 တွေဆိုလို့ရှိရင်သက်ဆိုင်တဲ့ firmware ကိုအသုံးပြုဖို့တော့လိုအပ်တယ်။ဒါမှသူ performance အစစ်ကိုကျွန်တော်ကရမှာ။အဲ့တော့သူ့ရဲ့ firmware version တွေဒီမှာ 4IV13 ကိုနောက်ဆုံး firmware version အဲ့တော့သူကဘယ်တော့ release လုပ်တာလဲဆိုတာဒီ2025ဒါဆိုရင်မေလက May လ26က May 26ကတော့ release လုပ်တာ။အဲ့တော့ဒီ firmware ကိုတင်လိုက်တယ်။တင်လိုက်တဲ့ခါမှတော့ဒီမှာဒီ firmware နဲ့ compatible ဖြစ်မယ် model ဒီအလုံးဒီဘက်ဘက်ဘက်ချမ်းမှာကျွန်တော်မြင်ရမယ်အဲ့တော့ညဘက်ချမ်းမှာကျတော့ဒီ format တင်လာရင်ဘာတွေကျွန်တော်သိရမလဲပေါ့နော်ဒါဆို new ဆိုလို့ကျွန်တော်ရှင်းတာဒီအသစ်ထက်ထည့်ပြီးတဲ့ format အသစ်မှာထက်ထည့်ပြီးတဲ့ function တွေပေါ့ဒီမှာအများကြီးပဲအများကြီးပဲအဲ့တော့ဒီမှာဆိုရင်ဒါကကျတော့ change ဖြစ်သွားတယ်အာဒါဆိုလို့ရှင် crash detection အတွက်ကိုပို့ပြီးတော့အာဒီ accelerometer နဲ့ဆိုလို့ရှင်ပို့ပြီး suitable ပို့ပြီးတည်ငြိမ်လာမယ်ပေါ့နော်ပို့ပြီးတော့ data မှန်မှန်ရလာမယ်ပေါ့ဒါတွေကျတော့ changes တွေရှိတယ်ဒီမှာအများကြီးပဲကျွန်တော်တို့အသေးစိတ်ဖော်ဖက်လို့ရတယ် အဲ့တော့သူ့အောက်မှာပါရှိသေးတယ်ဆိုတော့သူ့အောက်မှာဒါဆိုလို့ရှိရင် AK fan web fashion အဟာ329 IB.21 329 IB.21 ဆိုလို့ရှိလို့ရှိရင်သူကအဲ့မှာဆိုလို့ရှိရင် changes တွေသူကနေပါတယ်နေတယ်အဲ့တော့ firmware တစ်ခုနဲ့တစ်ခုမှာဘာတွေ improve ဖြစ်လာတယ်ဘာတွေ additionally ရပါလာဆိုတော့ကျွန်တော်ဒီမှာအသေးစိတ်သွားဆစ်လို့ရပါတယ်အဲ့တော့နောက်ဆုံးအာ firmware တင်လိုက်တာ ਨੇ ဒီလွန်ခဲ့တဲ့ခုနှစ်လကဆက်ကအခုလက်ရှိအာဆက်အစ်စ်သုံးလို့ပဲသူ့ရဲ့ function တွေအစ်စ်တွေကိုကျွန်တော်သုံးလို့ရနေဦးမှာပါအဲ့တော့ ဒီဆက်တွေကဘယ်လောက်ထိပေါ့နော်ဟိုကျွန်တော်တို့ဥပမာအာနောက်3နှစ်5နှစ်အတွက်လည်းဒါကျွန်တော်တို့ cover ဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တာပေါ့နောက်ဒီကောင်ကဆက်ဒီဥပမာဒီဆက်ပေါ့နော်လက်ရှိကျွန်မဒီဆက်အဲ့တော့ဒီကောင်ကအခုလောလောဆယ် power ပေးထားပါတယ်အဲ့တော့ဒီကောင် power power on ထားတယ် power on ထားတယ်အဲ့တော့သူလောလောဆယ်အလုံးလုံးနေပေါ့အဲ့တော့သူ့ data တွေကိုဒါကျွန်တော်တို့ system မှာရှိနေတာပေါ့နော်ဆိုတော့ဒီကောင်ကလောလောဆယ်ဒီမှာကျွန်တော်တို့သွားကြည့်လို့ရတယ်သူ online ဖြစ်နေတယ်သူ online ဖြစ်နေတယ်အဲ့တော့ ဒီမှာလည်းကျွန်တော်တို့ကဘာကြည့်လို့ရလဲဆိုတော့အဲဒီမှာ active json ပေါ့နော်လောလောဆယ်သူက basic ကထည့်ထားလဲပေါ့အဲ့တော့ကျွန်တော်တို့ဒီဒီမှာဘာကိုသိလို့ရလဲဆို already ထည့်ထားသလားဆိုကြပါစို့အတန်ပဲထည့်ထားသလား mpd ပဲထည့်ထားဒီမှာကျွန်တော်တို့သိနိုင်တယ်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကဒီမှာ external pool တွေပေါ့ car battery voltage ဒါတွေကျွန်တော်သိနိုင်တယ်ပြီးတော့ satellite ရှိ battery voltage ဒါတွေသိနိုင်တယ်ပြီးတော့ gnss ပေါ့နော် gnss ဆိုတာက global navigation satellite system ကိုကျွန်တော်တို့ခေါ်တယ်တကယ်ကတော့ gps ကကျတော့ global positioning system သူကတော့ us ရဲ့အခေါ်ပေါ့နော်ဒါပေမဲ့ ိုင်ငံတွေအားလုံးရဲ့ satellite system တွေအားလုံးပေါင်းပြီးရင်းနှီးဆက်သူခေါ်တာ။ तू ကတော့ power ဖွင့်ထားတယ်ဒါပေမဲ့ fix မဖြစ်ဘူးဘာလို့ဆိုတော့ကျွန်တော်အဆောက်အုံထဲမှာရောက်နေလို့သူ GPS signal ဒီ0%ဖြစ်ဖြစ်နေတယ်။ဟုတ်တယ်မှန်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဘေးတွေအောက်ထဲရောက်နေလို့အဲ့တော့ဒီ data ကိုကျွန်တော်သိရမယ် GS GS and level ဘယ်လောက်ရတာလဲအထက်မှာရှိ battery level ဘယ်လောက်ရကျွန်တော်သိရမယ်နောက်ဒီမှာ PCB board PCB board ဆိုတာကကျွန်တော်တို့ဒီ set လေးရှိတယ်အော်ဒီ set လေးရှိတယ်ဒီ set လေးတဲ့ PCB board ရှိတယ် PCB board ပေါ့နော်အဲ့ PCB board ရဲ့ PCB ရဲ့ အာဘယ်လိုပြောမလဲဆိုတော့ temperature ပေါ့အဖူချိန်ပေါ့အဲ့တော့သူ့အဖူချိန်ဘယ်လောက်ရှိလဲဒီမှာကျွန်တော်တို့အကုန်လုံးသိနေရမှာပေါ့နော်ဒါကတော့ standard အနေနဲ့ထည့်ပေးထားတဲ့ sensor တွေပေါ့နော်ဒါတွေလည်းကျွန်တော်တို့ကဒီမှာ update တိရ DPC vivo ဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံး firmware version မှာမှာအော်သိရမှာပေါ့နော်အရင် firmware အရှေ့က firmware တွေဆိုလို့ရှိရင် firmware version ဟောင်း3နဲ့စတဲ့3နဲ့စတဲ့ဟာဆိုရင်တော့သိရမှာမဟုတ်ပါဘူးအဲ့တော့ဒီ set တွေကလုံခဲ့တဲ့9နှစ်ကအာ set တွေဖြစ်နေ link ကစား firmware update တင်လိုက်တာနဲ့ ကျွန်တော်တို့ကအာနောက်ဆုံး function တွေကိုကျွန်တော်တို့ကတခါတည်းတုံးလို့ရနိုင်ဦးမှာပါ။